နိုင်ငံကုလမတ်သက်တမ်းတိုးဖို့ရည်ချင်းယူရမှာအခကြေးငွေရယူသူတွေရှိပါကလိုအပ်တယ်လို့အရေးယူမယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ယုံကထုတ်ပြန်ပါတယ်။နိုင်ငံကုလမတ်သက်တမ်းတိုးဖို့အတွက်မြေတီပုတ်ကိုမြေတီဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ခွင့်ပြုထားခြင်းမရှိတဲ့ကြေညာချက်ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း အဲ့လိုညင်ညာထားချက်ကိုမသိရှိသေးတဲ့မြန်မာနိုင်ငံသားတွေအပေါ်အခွင့်အကောင်းယူပြီးရက်ချင်းယူပေးမယ်လို့ဆိုပြီးတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုအချက်လက်တွေပေးဖို့ခိုင်းပြီးအခကျင်းငွေရယူတာတွေရှိနေတယ်လို့နင်းနာသူတွေကတန်ယုံကိုအသိပေးအကြောင်းကြားလာမှုတွေရှိတယ်လို့မြန်မာတန်ယုံကထုတ်ပြန်ပါတယ်။ နိုင်ငံကိုလက်မှတ်တက်တန်းတိုးဖို့ရက်ချင်းရယူရမှာတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုကာယကံရှင်ကိုယ်တိုင်ပေးပို့ကြမှုနဲ့မိသားစုဝင်ဖြစ်ပါကဖုန်းနံပါတ်တစ်ခုတည်းကပေးပို့မယ်ဆိုပါကမိသားစုဝင်ဖြစ်ကြောင်းအထောက်အထားပို့ရဲတင်ပြဖို့မြန်မာတန်ယုံရဲ့ WhatsApp နံပါတ်တွေကိုပေးပို့ခြင်းအတွက်အခကျင်းငွေတောင်းခံမှုရှိပါကတန်ယုံကိုအသိပေးကြဖို့နဲ့မြန်မာချင်းချင်းရိုင်းပင်းကူညီဖို့တန်ယုံကအသိပေးထားပါတယ် မြန်မာတန်ရုံအမည်ကိုအသုံးပြုပြီးအခကျင်းငွေရယူနေတာကိုသိရှိရပါကလိုအပ်သလိုအေးအေးမှုတွေပြုလုပ်သွားမယ်လို့စင်ကာပူမှာရှိတဲ့မြန်မာတန်ရုံကသတင်းထုတ်ပြန်ထားပါတယ်စင်ကာပူနိုင်ငံဟာမြန်မာလူသားအများစုတွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်